1988ရှေ့လေးလောက်အရေးတော်ပုံကိုစစ်ဖက်နဲ့နင်းချစ်ခဲချိန်မှာတော့စစ်အာဏာရှင်တွေဟာကမ္ဘာအလယ်မှာအထူးကျန်အပက်ခံဘဝကိုရောက်ခဲ့ရပါတယ်။နိုင်ငံတကာရဲ့ပိတ်ဆို့မှုသမုဒ္ဒရာထဲမှာနဝတအစိုးရနင်မောလူနေပါဖြစ်နေချိန်မှာတရုတ်ကသာသူတို့ရဲ့တခုတည်းသောအသက်ကလေးဖြစ်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။1988နိုဝင်ဘာ22ရက်နေ့မှာစစ်အစိုးရဟာမူဆယ်နန်ခမ်ကျူကုတ်ပန်ဆိုင်လက်စက်ကုတ်ပြည်ကိုတရားဝင်ဖွင့်လှစ်လိုက်ပါတယ်။ ဘာပိတ်စီပွားရေးအကြက်တက်ကိုဖြည့်ရှင်းဖို့တရုတ်နိုင်ငံဟာအ धिक သွေးကြောဖြစ်လာခဲ့ပါတယ်။အဲ့ဒါနဲ့တစ်ဆက်တည်းမကြခင်မှာပဲရက်ဆိုင်နေတဲ့တန်ရင်တရားကြီးစီမံကိန်းကိုတရုတ်ကပြန်ဆောင်မယ်ဆိုပြီးတော့အကြေညာခဲ့ပါတယ်။ဒါဟာမြန်မာစီပွားရေးအတွက်သာမကဘဲနဲ့နိုင်ငံတကာရဲ့ထိုက်ကျင်မှုတန့်ကိုခံနေရတဲ့စစ်အစိုးရအတွက်ပါနိုင်ငံရေးဆက်ဆံမှုအသက်ရှူပါတစ်ခုအောက်ဆီဂျင်ဖြည့်ပေးလိုက်တာနဲ့တူပါတယ်။ 1989 AD 18ရက်နေ့မှာဝတ်တပ်ဖွဲ့တွေရဲ့ပုံကံမှုကြောင့်ဘကပဗဟုဌာနချုပ်ပန်ဆန်းပြိုလဲခဲ့ပြီးဘကပအဖွဲ့ကြီးပါလဲပြုတ်ခဲ့ရပါတယ်။ဒီအခြေအနေတွေကတရုတ်မြန်မာနယ်စပ်ကုတ်သွေးရေးကိုပုံမှုအရှိန်မြင့်တင်နိုင်ဖို့အခွင့်အလမ်းတွေဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဟောက်ကွာ89ဇွန်လမှာတရုတ်ဘက်ကရွှေလီမြေကူးတက်တာတရားကြီးကိုရပောင်း180အတွင်းမှာ အပြီးဆောက်လုပ်ခဲ့တာကြောင့်ကုန်စည်စစ်ဆင်မှုပုံမှုတွက်လက်မြန်ဆန်လာခဲ့ပါတယ်။ ဘကပရဲ့ပြုလဲမှုဟာတရုတ်မြန်မာဆက်ဆံရေးအတွက်မမျော်လင့်တဲ့စီးပွားရေးလေပြေတစ်ချက်တိုက်လိုက်သလိုပါပဲ။ထောက်ကူဆက်မေလာရွေးကောက်ပွဲမှာတော့ NLD ကအပြတ်တအနိုင်ရတဲ့အခါမှာမြန်မာနိုင်ငံဆိုင်ရာတရုတ်တမတ်ကြီး Mr. Chain ရွေးစိန်ဟာ NLD ဌာနချုပ်ကိုတွားပြီးဂုဏ်ပြုခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူ့ကိုတရုတ်ပြည်ပြတ်ခေါ်ပြီးတော့နေရာပြောင်းလိုက်တာကြောင့်အလုံးရဲ့အမြင်မှာ ဒါဟာ NLD ကိုဂုဏ်ပြုလို့များလားဆိုတဲ့အမိန့်ကိုထုတ်เสียဖြစ်ခဲ့ပါတယ်။ဒီလိုဂုဏ်ပြုစကားတန်ကြောင့်တန်အမတ်ကြီးကိုပြန်ခေါ်လိုက်တာဟာတရုတ်ရဲ့နိုင်ငံကစားပွဲမှာဘသူ့ကိုမှမျက်နှာတောင်မပေးဘူးဆိုတဲ့တတိပိတ်ချက်လည်းဖြစ်ခဲ့ပါတယ်။အဲဒီတော့ NLD အနိုင်ရပေမဲ့အာဏာမလွှဲပေးဘဲနဲ့စစ်အစိုးရကပဲဆက်အုပ်ချုပ်ခဲ့ပါတယ်။ဟောက်ကော့97အောက်ကော့20ရဲ့နေ့မှာတော့ဗိုလ်ချုပ်မှုကြီးစောမောင်တရုတ်ပြည်ကိုချစ်ချစ်ခီသွားခဲ့ပါတယ်။ အဲ့ချိန်တရုတ်တမတော်ရန်ရှန်ကွမ်ကရန်ရှန်ကွမ်ကနိုင်ငံရင်းနှီးမှုဟာကျက်တော်တန်တစ်ဖက်ခြံကြားရသလိုနှိစက်တယ်ဆိုပြီးပြောခဲ့ပါတယ်။အဲ့မှာဗိုလ်ချုပ်မူကြီးစောမောင်ကလည်းပြည်တော်စုပြုတ်ခွဲမှဆိုလို့အာဏာယူရတာဖြစ်တယ်။ကျောင်းကိုင်းမီကိုင်းကျောင်းမီဆက်ဆံမယ်ဆိုပြီးတုတ်ပြတ်ခဲ့ပါတယ်။အဲ့ဒီကျောင်းကိုင်းမီကိုင်းကျောင်းမီဆိုတဲ့စကားလုံးတွေဟာတကယ်တော့အပြတ်အလံမီခုံမှုကိုဖောက်ကွက်ထားတဲ့ပိုးသားဆောင်တစ်ခုတစ်ထည့်လိုပါပဲ။ ဒီခီးစင်မှာတယောက်ကယွမ်တန်း90ချင်းငွေပေးခဲ့ပါတယ်။မူဆက်တယောက်9မိုက်ကုတ်သွေးရေးစုကနေနန္ဒကကုတ်သွေးမှုရဲ့80ရောက်ခိုင်နှုန်းနှိပါစီစင်ခဲ့တာဟာတယောက်ရဲ့မြန်မာနဲ့အပြတ်လမ်းမီကိုအားထားမှုကိုပုံမှုပေါ်လွင်စေပါတယ်။ထပ်ပေါ်90 AB 24ရက်နေ့မှာတော့ဘုံချုပ်မှုကြီးစောမောင်းနေရာကဖျက်ရှားခံရပြီးဘုံချုပ်ကြီးတန်းရွှေတက်လာခဲ့ပါတယ်။ သူ့လက်ထက်မှာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးပုံမူတိုးမြှင့်ခဲ့ပါတယ်။ကိုကျော်ဦးကြီးတန်းရွှေလက်ထက်မှာတရုတ်နဲ့ဆက်ဆံရေးဟာရိုးရိုးမိတ်ဆွေထက်ပိုနက်ရှိုက်တဲ့မဟာဗျူဟာမြောက်မိတ်ဖက်အစင်းထီကိုပါရောက်လာခဲ့ပါတယ်။ဟောက်ဘော့69နိုဝင်ဘာ15ရက်နေ့မှာနာဝတကိုနာအဖာလို့နာမည်ပြောက်ခဲ့ချိန်မှာတရုတ်မြန်မာနယ်စပ်ကုတ်သွေးကြီးဟာအရှိန်ဟုံအလွန်ကောင်းနေပြီဖြစ်ပါတယ်။ ဟာဝ64မှာတရုတ်ကမူဆယ်ကနေ22ကီလိုမီတာရှည်တဲ့ကားလမ်းကိုကတ်တရခင်းပစ်ခဲ့ပြီးတော့2015ခုနှစ်မှာတော့မူဆယ်တရ5မိုင်ကုန်းသွယ်ရေးစုံကြီးကိုပါစတင်ဆောက်ခဲ့ပြီး2006 AB 7မှာတရဝင်းဖွင့်လှစ်ခဲ့ပါတယ်။ဒါအပြင်1968ဩဂုတ်23ရက်နေ့မှာဗမောလွယ်ကျဲကျန်ဖုံနေဇက်ကုန်းသွယ်လမ်းကြောင်းပါထပ်ပြီးဖွင့်ခဲ့ပါတယ်။1969မှာတော့ မြန်မာနိုင်ငံစီးပွားချွတ်ချုပ်ကြပြီးတော့ငွေကြေးထောင်ပွားမှု အမြင့်ဆုံးရောက်နေချိန်မှာတရုတ်သမ္မတဂျန်စီမင်းမြန်မာပြည်ကိုရောက်လာခဲ့ပါတယ်။စီးပွားရေးနာတာရှိယောဂအခမ်းအနားနေရတဲ့မြန်မာအတွက်ဂျန်စီမင်းရဲ့ခီးစဉ်ဟာစိတ်ထုတ်အပ်တစ်ချောင်းလို့ပါပဲ။သူကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလူမှုတည်ငြိမ်ရေးအတွက်မြန်မာအစိုးရကိုတရုတ်ကအမျက်ကူညီသွားမယ်ဆိုပြီးကတိပြုခဲ့တာဟာ အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုခံနေရတဲ့စစ်အစိုးရအတွက်တော့နောက်ထပ်တစ်ခါအကြီးမားတဲ့အားတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။လက်ထောက်၃ခုနှစ်ဇန်နဝါရီလမှာဘူဂျုံမူဂျီတန်းရွှေရဲ့တရုတ်ပြည်ခီးစစ်အတွင်တရုတ်ကယွမ်တန်း90အကူအညီထပ်ပြီးတော့ပေးခဲ့ပါတယ်။ဒါအပြင်မှာကိုဒေါ်လာတန်း100ချင်းငွေကိုလည်းပေးခဲ့ပါတယ်။အဲ့ဒီချင်းငွေကရဲရွာရေးအာလီယာစစ်စီမံကိန်းအတွက်ရည်ရွယ်ပြီးပေးတာဖြစ်ပါတယ်။ ေါ်လာတန်း100ချင်းွေဟာရဲရွာစီမံကိန်းအတွက်ဆိုပေမဲ့တကယ်တော့မြန်မာအနာဂတ်ကိုတရုတ်ကဘယ်လိုပုံဖော်မလဲဆိုတာအစပဲရှိသေးတယ်ဆိုတာကိုတော့အလုံးသတိပြုဖို့လိုပါတယ်။2004ခုနှစ်မတ်လ24ရက်နေ့မှာတရုတ်ဒုတိယဝန်ကြီးချုပ်မန်ဒန်ဝူယီဦးဆောင်တဲ့စီးပွားလုပ်ငန်းရှင်၄၀ပါတဲ့ကိုယ်စားလှယ်အဖွဲ့ရကိုရောက်လာပါတယ်။နောက်ဖက်ဝန်ကြီးချုပ်ဘူချုပ်ကြီးခင်ညွန့်နဲ့တွေ့ဆုံပြီးစီးပွားရေးနဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်၂၀ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်40ပါတဲ့ကိုယ်စားလှယ်အဖွဲ့ဟာပြည်ထောင်ရဲ့မြန်မာနိုင်ငံပေါ်စီးပွားရေးကျူးကျော်မှုရဲ့အရှိပြေးတက်လို့ဖြစ်ခဲ့ပါတယ်။အဲ့ဒီကနေပဲစက်တိုက်ဆွတ်သလိုတရုတ်ရဲ့အကူအညီထောက်ပံ့မှုတွေကမြန်မာစီးပွားရေးနဲ့နိုင်ငံရေးကိုဘယ်လို ပုံဖော်ခဲ့လဲဆိုတာတမိုင်းမှာတဆင်ပြီးတဆင်ကျွန်တော်တို့တက်သိပြနေခဲ့တာကိုတွေ့ရမှာပါ။ဒီမိခုမှုကနေမြန်မာနိုင်ငံဘယ်လိုလုပ်နိုင်မလဲဆိုတာကိုကျွန်တော်တို့အားလုံးအနာဂတ်အတွက် တွေးတောဆိတ်ချင်နိုင်ဖို့အရေးကြီးဆုံးစိတ်ခွန်မှုတစ်ခုဖြစ်ပါတယ်။အခန်းလေးမှာတော့မြန်မာနိုင်ငံကိုတရုတ်ဘယ်လိုချုပ်ကပ်ခဲ့လဲရှင်းပြချင်ပါတယ်။တစ်ထောက်လေးအော်တိုဘတ်19မြန်မာနိုင်ငံစက်ကုတ်ပေါ်မှာမထင်မှတ်တဲ့အလက်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကအနာဇေယဒါသွားအမဗိုလ်ချုပ်ကြီးခင်ညော့ရာထူးကပြုတ်ကြရုံမကနေအိတ်အကြက်ချုပ်ပါချခံရရပါတယ်အဲ့ဒါက တရုတ်မြန်မာနဲ့ဇက်က105မိုင်စီးပွားရေးစုံအဂတိလိုက်စားမှုတွေအမိတ်မနာခံမှုတွေဆိုတဲ့ဆွဆွဲချက်တွေနဲ့သူ့ကိုဖယ်ရှားလိုက်တာဖြစ်ပါတယ်။သူ့နေရာကိုဘူချုံကြီးတန်းရွှေ့ရဲ့လူရုံတော်တစ္ဆာကတ်တူဖြစ်တဲ့ဘူချုံကြီးစိုးဝင်ရောက်လာခဲ့ပါတယ်။ဘူချုံကြီးစိုးဝင်ဟာ2004ခုနှစ်နိုဝင်ဘာလရက်နေ့မှာပထမဦးဆုံးပြည်ပခရီးစဉ်အဖြစ်တရုတ်နိုင်ငံကိုတွားရောက်ခဲ့ပါတယ်။နန်နေမျိုးမှာကျင်းပနေတဲ့တရုတ်အာဆီယံအစည်းအဝေးထိပ်သီးဆွေးနွေးပွဲမှာ တရုတ်လုပ်ငန်းရှင်တွေကိုမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့တက်ကြွစွာဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ဘူချိုကြီးဆိုဝင်ဟာတရုတ်ပြည်ကို၅ချိန်တိတိတွားရောက်ခဲ့တာဟာတရုတ်ရဲ့ဩဇာအာဏာအပေါ်မှာဘလောက်အထိမိခိုအားထားခဲ့ရတဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။တထချောက်ဖေဖော်ဝါရီလမှာတရုတ်ခီးစိအတွင်းမှာတော့နာအဖအစိုးရလိုချင်တဲ့အကူအညီတချို့ကိုရခိုင်ရုတ်တာမကပဲနဲ့ မြမအရေးကိစ္စကုလသမဂ္ဂလုံခြုံရေးကောင်စီစပွဲပေါ်ကိုရရှိလာမယ်ဆိုပါကမြမနိုင်ငံဘက်ကရတ္တိပေးမယ်ဆိုတဲ့အင်မတန်အရေးပါတဲ့နိုင်ငံကတိကိုပါရရှိခဲ့ပါတယ်။အဲ့တဲ့တင်းကိုပြီးပြီးတော့လေစိတ်ကိုရရောက်ချင်းဘူချုံကြီးစိုးဝင့်ကဘူချုံမူကြီးတန်းရွှေကိုဝန်တာအာရအစီရင်ခံခဲ့တာဟာတရုတ်ရဲ့ဘီတိုအာနာဟာစစ်အစိုးရအတွက်အသက်သွေးကြောတစ်ခုလို့ဖြစ်နေပြီဆိုတာဖော်ပြနေပါလေ။ ရှင်းရှင်းလေးပါမြမအရေးကိစ္စကုလသမဂလုံချုံရေးကောင်စီစပွဲကိုရောက်ရှိလာရင်အာမေတို့ဘက်ကနေပြတ်ပြတ်သားသားရက်တိပေးမယ်ဆိုတဲ့နိုင်ငံရေးကတိအဲ့မှာရောက်ခဲ့တာပါဒီတော့2006အော်တိုဘာကနေနိုဝင်ဘာလအထိခရီးစဉ်အတိုင်းမှာဒီအုပ်မြတ်မှာဆက်ဆံရေးတွေပို့ပြီးတော့မြန်ဆန်ကောင်းမွန်လာခဲ့ပြီးတော့ကန္တာဘောဆိုလုပ်ငန်းဘောဆိုမှာလက်တွေ့လှုပ်ဆောင်နိုင်ရေးသဘောတူညီချက်တွေအများပြားရရှိခဲ့ပါတယ်တထောက်ခွန် ဇန်နဝါရီ17ရက်နေ့မှာအမေရိကန်တာမန်ကြီးဦးဆောင်တင်ထွေးတဲ့မြန်မာနိုင်ငံမှာလူခွင့်ရေချိုးဖောက်နေမှုများအတွက်လုံခြုံရေးကောင်စီမှအရေးယူပေးပါရန်အဆိုပြုချက်မူကြမ်းပေါ်ထွက်လာတဲ့အခါမှာတော့ကုလသမဂ္ဂဆိုင်ရာတရုတ်တာမန်ကြီးဝမ်ကွမ်းရာကမြန်မာဘက်ကနေကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။တကယ်တကယ်မဲခွဲတဲ့အခါမှာအဲ့ဒီအဆိုမူကြမ်းဘက်ကအပြတ်အသတ်အနိုင်ရခဲ့ပေမဲ့တရုတ်ရုရှားနိုင်ငံတို့ကဗီတို၃ပယ်ချပေးခဲ့တဲ့အတွက်အရေးယူရေးပြပြသွားခဲ့ရပါတယ်။ ဒါဟာတရုတ်ကမြန်မာစစ်အစိုးရအတွက်တန်တရားကြီးတစ်ခုလိုကောက်ွယ်ပေးလိုက်တဲ့သဘောကိုပြောချင်တာပါအဲဒီနောက်မှာပဲမြန်မာနိုင်ငံမှာ2008ဖွဲ့စည်းဖို့အခြေခံဥပဒေပေါ်ပေါက်လာခဲ့ပါတယ်သထောက်ဆက်ရွေးကောက်ပွဲမှာ NLD တပိတ်မောက်တဲ့အတွက်ကြောင့်ကျခိုင်ပါတီကဘူချုပ်ကြီးဟောင်းဦးသိစိတ်အစိုးရမြန်မာနိုင်ငံမှာပေါ်ပေါက်လာခဲ့ပါတယ်။နောက်အဖောက်ကို2017မတ်လ30ရက်နေ့မှာဖျက်သိမ်းကြောင်းကြေညာလိုက်ပြီး သမရတစ်ဦးတိတ်စိတ်ကိုအာဏာလွှဲပေးလိုက်ပါတယ်2017 AB နေရက်နေ့မှာသမရတစ်ဦးတိတ်စိတ်ထံဦးဦးဖြတ်ဖြတ်ရောက်ရှိလာတဲ့သူကတရုတ်ပြည်သူနိုင်ငံရဲ့အတိုက်ပင်ခံဥက္ကဋ္ဌကြားချင်းလင်ဖြစ်ပါလေအပြန်လာအဖြစ်သမရအသိရဲ့တရုတ်ပြည်ချစ်ကြည်ခီးစဉ်2017မေလ26ရက်နေ့မှာထွက်ပေါ်လာပါတယ် 2017ဇွန်လ9ရက်နေ့မှာတော့ KIA နဲ့အစိုးရစစ်တပ်အကြမ်းမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပြီး18နှစ်ကြာအပြစ်ခတ်ရက်စဲရေးလောကပြတ်ပြားသွားပြီးတော့တရုတ်မြန်မာနယ်စပ်မှာစစ်ပီးဒုက္ခတဲ့ပြဿနာတွေပေါ်ပေါက်လာပါတယ်တရုတ်ဘက်ကအဲ့ဒီချိန်နယ်စပ်တွေသာတည်ငြိမ်ရေးနဲ့လုံခြုံရေးပေါ်အလေးထားပြီးတော့လှုပ်ဆောင်လာတာလည်းတွေ့ရပါတယ်အဲ့ဒီအခြေအနေတွေကြားကားပဲမြန်မာနိုင်ငံအတွင်းတရုတ်နဲ့လှုပ်ဆောင်မဲ့မြေဆုပ်စီမံကိန်းအပေါ်ကံကွက်တန့်တွေပေါ်ထွက်လာခဲ့ပါတယ် 2017စက်တင်ဘာ30ရက်နေ့မှာတော့သမ္မတဦးသိန်းစက်ရဲ့မြေဆုပ်ဆက်တိဆောက်ခြင်းကိုလက်ရှိအစိုးရလက်ထက်အတွင်းရဆိုင်ထားမဲ့ဆိုတဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာတရုတ်ကိုပြည်ပသက်သာစန့်ကျင်တဲ့ပထမအဆုံးအစိုးရရဲ့ဆုံးဖြတ်ချက်လို့ဆိုနိုင်ပါတယ်။ဦးသိန်းစက်အစိုးရလက်ထက်မှာအမေရိကန်သမ္မတဦးဘမားရဲ့အမေရိကန်တပ်သမားမျိုးစုံမြန်မာနိုင်ငံအတွင်းဝင်ရောက်လာခဲ့ကြပါတယ်။ ဒဲရစ်မစ်ချယ်ရဲ့ခီးစဉ်တွေကလည်းနိုင်ငံခြားရေးဝန်ကြီးပီတာရီကရင်တန်ရဲ့ခီးစဉ်တွေအထိတိုးတက်ဖြစ်ပေါ်လာခဲ့ပါတယ်ဒီခီးစဉ်တွေဟာတရုတ်ပြည်ရဲ့ရင်ခွေထဲနင်း20ကျော်လောက်ရောင်းနေခဲ့တဲ့မြန်မာနိုင်ငံကိုဆွဲထုတ်နိုင်ရေးအတွက်ဆိုပြီးတော့နိုင်ငံကက်ခတ်တွေကခံမှန်းတုံ့တက်ခဲ့ကြပါတယ်2000နှစ် AP တရနေ့မှာတော့မြန်မာနိုင်ငံမှာကြားဖြတ်ရွေးကောက်ပွဲပေါ်ပေါက်လာပါတယ်2010ကတပိတ်မောက်ခဲ့တဲ့ NLD ဒီခါတော့ဝင်ပြိုင်ပြီးတော့အဆန်းစုကြည့်အပါ ် NLD အမတ်တွေလော့တော့အတွင်းရောက်ရှိလာပါတယ်2012ခုနှစ်အတွင်းလေပတောက်တောင်ကျင်းနီစီမံကိန်းနဲ့ပတ်သက်ပြီးဥပိုင်လီမိတက်နဲ့တရုတ်ကုမ္ပဏီအပေါ်ဒေသခံတွေစန့်ကျင်ကန့်ကွက်လာရာကနိုဝင်ဘာ29ရက်နေ့မှာစန္ဒပြတပိတ်စခန်းကိုဆူရဖက်ကမီလာဘုံနဲ့ဖြိုခွဲတဲ့အထီကိုဖြစ်လာခဲ့ပါတယ် 2013မတ်လထဲမှာတောင်ဆန်းစုကြည်ဥက္ကဋ္ဌလုပ်တဲ့လက်ဒေါက်တာစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အပြစ်သက်အစီရင်ခံစာထွက်ပေါ်လာပြီးတော့စီမံကိန်းဖြတ်သိမ်းရေးကိုမတောင်းဆိုတော့ဘဲနဲ့အကောင်းဆုံးဖြစ်အောင်ဆက်လက်လုပ်ကိုင်ရေးကိုထောက်ခံတင်ပြခဲ့တဲ့အခါမှာတော့တရုတ်ဘက်ကနေထောင်အရရှိခဲ့ပုံရပါတယ်။ဒါကြောင့်တရုတ်တမတ်ကြီးရန်ဟိုးလျန်ဟာ2013 AB 22ရဲ့နေ့မှာတောင်ဆန်းစုကြည်နေအိတ်အထိကိုတွေ့ဆုံဆွေးနွေး 2023ဇူလိုင်28ရက်နေ့မှာတော့မြန်မာနိုင်ငံကြောက်ဖြူကနေတရုတ်နိုင်ငံ UNAC ခွမ်းမင်းအထိဆက်သွယ်ထားတဲ့တရုတ်ရဲ့တန်ခွင်ပိုက်လိုင်းကြီးတရုတ်ဝင်စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါဟာမြန်မာတရားစတာတွေကိုတရုတ်စီတိုက်ရိုက်ပို့ဆောင်မဲ့သွေးကြောကြီးတစ်ခုစတင်ဖောက်လုပ်လိုက်တာပါပဲ။2024ဖေဖော်ဝါရီလအကုန်ပိုင်းမှာတရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးအိုက်ဖင်အန်ဒီရုပ်ချုပ်ကိုလာရောက်လက်ပတ်ခဲ့ပါတယ်။ NLD နဲ့တရုတ်ပြည်ကွန်မြူနစ်ပါတီအကြဆက်ဆံရေးဒုမြင့်ဆောင်ရွက်ဖို့ရည်ရွယ်ပြီးလာရောက်တော်လို့ဆိုပါတယ်။အဲ့ဖြစ်ကို HNLD ကဥတင်ဦးဦးညံ့ဝင်းမုံရဦးအောင်ရှင်တို့လက်ခံတွဲဆုပ်ခဲ့ပါတယ်။၂014နိုဝင်ဘာ12ရက်နေ့မှာတော့အဲ့ဒီ2014အတွက်အာဆီယံအလက်ကျဥက္ကဋ္ဌမြန်မာနိုင်ငံကအာဆီယံထိပ်သီးအစည်းအဝေးကြီးကိုနေပြည်တော်မှာကျင်းပခဲ့တာအမေရိကန်သမ္မတအိုဘားမားကိုတိုင်တက်လာခဲ့ပြီးတော့ တရုတ်ဝန်ကြီးချုပ်လီခက်ချန်ရောက်လာခဲ့ပါတယ်။တရုတ်ကအရင်ကပါတီကျေဆက်ဆိုင်ဆိုတာကိုကွန်မြူနတီပါတီဆိုရှယ်လစ်ပါတီအလုံသမားပါတီစတဲ့လက်ဝက်အခြေခံဒူပါတီတွေနဲ့ပဲဆက်ဆံနေခဲ့ရတာကနေတိတ်လျှောက်ဖိတ်အလွန်အဲ့ဒီနောက်ပိုင်းခေတ်မှာကမ္ဘာပေါ်ကတခြားတခြားနိုင်ငံရေးပါတီအဖွဲ့အစည်းမျိုးစုံတွေနဲ့ပါ ပါတီချင်းဆက်ဆံရေးနယ်ပယ်ကိုချက်ထွင်လာခဲ့ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီဟာမြန်မာနိုင်ငံမှာကြက်ခါရေးပါတီအဖြစ် NLD ပါတီတို့နဲ့ပါဆက်ဆံရေးထူထောင်ထားပြီး2013-2014လေးဖေဖော်ဝါရီလအတွင်းမှာ NLD ကကိုယ်စားလှယ်အဖွဲ့၄ဖွဲ့ဟာတရုတ်နိုင်ငံကိုချစ်ချစ်ခီးတွားရောက်ခဲ့ကြပြီးဖြစ်ပါတယ် NLD ကို2013ဒီဇင်ဘာလထဲဒုက္ခပရမစုံကျိတ်ဖြစ်ဖိတ်ကြားခဲ့ရမှာဥညံဝင်ကောင်းဆောင်တဲ့အဖွဲ့တွားရောက်ခဲ့ပါတယ်2015ခုနှစ်အထိအဲဒီကာလအတွင်းတရုတ်ကွန်မြူနစ်ပါတီဟာနိုင်ငံပေါင်း160ကျော်ကနိုင်ငံရေးပါတီအဖွဲ့စည်းပါ 6ရာကျော်နဲ့ပါတီအချင်းချင်းကြားထိတွေ့ဆက်ဆံရေးကိုထူထောင်ထားပြီးဖြစ်ပါတယ်။2015ဖေဖော်ဝါရီ9ရက်နေ့မှာတော့ကိုကတ်ဒေတာမှာတိုက်ပွဲတွေပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ MNDAA ကိုကတ်အဖွဲ့နဲ့စစ်တပ်အကြားတိုက်ပွဲတွေစတိုက်ဖြစ်ပွားရင်တရုတ်မြန်မာနယ်စပ်မတီမငြိဖြစ်လာပြန်တဲ့အခါမှာတော့တရုတ်ပြည်ဖက်ကအဲ့ဒီချိန်မှာအထူးအလေးထားစောင့်ကြည့်ခဲ့ပါတယ်။2015ဇွန်လ10ရက်နေ့မှာဒေါ်ဆန်းစုကြည်ရဲ့တရုတ်ပြည်ခီးစေပေါ်ပေါက်လာခဲ့ပြီး တရုတ်သမ္မတရှီကျင်းဖင်ကိုတိုင်ဒေါက်အဆတ်စုကြည်ကိုလိုက်လိုက်လဲလဲလက်ခံကြိုဆိုခဲ့တာတွေ့ရပါတယ်။ဒါဟာတရုတ်ရဲ့နိုင်ငံရေးအမြင်ကျယ်မှုကိုပြသလိုက်တာဖြစ်ပါတယ်။2015ဇူလိုင်30ရက်နေ့မှာသမ္မတဦးသိန်းစိတ်ဟာလွန်ကြီးချမ်းသာဖွယ်အမိန့်နဲ့အကျဉ်းသား6856ရောက်လုပ်ပေးခဲ့တဲ့အခါမှာတော့မြန်မာနိုင်ငံအတွင်းတရုတ်ခုထုတ်သမား155ဦးကိုလုပ်ပေးခဲ့ပါတယ်။တရုတ် stick ကိုတမားတွေကိုလုတ်ပေးလိုက်တာဟာတရုတ်ကိုမျက်နှာသာပေးလိုက်တာလို့အင်္ဂါလေးလက်သူတွေကတုံ့တက်ခဲ့ကြပါတယ်2015စက်တင်ဘာ28ရက်နေ့မှာတော့တရုတ်တပ်မတ်ဟိုလျန်ဒေါက်အဆဆုချင်းနေအိတ်ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်တွေ့ချင်နေတော့ကြာပြီလို့စကားခင်းရင်တနင်္ဂနွေကျဆက်ဆက်ရေးတိုးတက်လာအောင်သဘောထားအမြင်လေးဖလှယ်ခဲ့ကြပါတယ်2015နိုဝင်ဘာ10ရက်နေ့မှာတော့2015ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကြီးမှာလည်းပေါ်ပေါက်လာပြီး NLD ဘက်အပြတ်သက်အနိုင်ရရှိခဲ့ပြန်ပါတယ်။အဲ့ဒီရွေးကောက်ပွဲရလဒ်ကတရုတ်မြန်မာဆက်ဆံရေးကိုဘယ်လိုဆက်လက်ပုံဖော်သွားမလဲဆိုတာကို2015 2025အပိုင်း9 6ပါကျွန်တော်တို့ဆက်ပြီးတော့တောက်တက်ကြည့်ရအောင်ပါ။ကျေးဇူးတင်ပါတယ်။